မြန်မာရုပ်ရှင်လောကမှာထင်ရှားခဲ့တဲ့မင်းသားတွေးရဲ့ဘဝစကြောင်းရဲ့အတူချုံကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာသူရဲ့ငယ်ဘဝနဲ့နှုပညာခရီးစမှာဆိုလို့ရှိရင်မင်းသားတွေးရဲ့အမည်ရင်းအရောထင်လင်းခေါ်တာကြီးဖြစ်ပါတယ်သူကို1966ခုနှစ်မေလ9ရက်နေ့မှာရန်ကုန်မြို့၌ဥတင်ထွန်းပေါင်းနဲ့ဒေါ်အေးအေးတင်းတို့မှ မွေးဖွားခဲ့ပြီးတော့မွေးချင်းတွေမှာသူကတာဥတယောက်လည်းဖြစ်ပါတယ်သူက ရန်ကုန်နေမြန်တက်ကတူရခင်ကျွန်တော်တို့ YID လို့ခေါ်တဲ့လျှက်စစ်အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပေမဲ့လေဘွဲ့မရမိကလေးကအမှုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်အဆိုတော်ဖြစ်လို့တဲ့ဒွေးကိုသူ့ရဲ့ဦးလေးဖြစ်သူအကယ်ဒမီကျော်ဟင်းရဲ့လမ်းညွန်ပြသမှုတွေနဲ့ရုပ်ရှင် လောကကို ရောက်ရှိခဲ့ပါတယ်ခင်ဗျာ1993ခုနှစ်ကျော်ဟင်းရဲ့ မူရစ်ဇေဝပညာပိဘီယိုဇာကားဖြစ်တဲ့ဒုက္ခကိုအယောင်ဆိုးတယ်နဲ့ရုပ်ရှင်ကနောက်ထပ်တကားဖြစ်တယ်ဝေလဲမွေကျွေလဲမွေတို့နဲ့စတင်အောင်မြင်လာပြီးတဲ့နောက်ဒွေအမိနဲ့လူတီညလာခဲ့ပါတယ်ခင်ဗျာထင်ရှားတဲ့အောင်မြင်မှုနေနဲ့သူဟာစုရစိတ်တွေနေကိုဆိုလို့ရှိရင်1998ခုနှစ်အမိတ်ချေရဇက်ကနဲ့အကောင်းဆုံးအမျိုးသားဇက်ဆောင်စုရရှိခဲ့ပါတယ် ဂီတလောကမှာလည်းအောင်မြင်ခဲ့ပြီးတော့တချင်း30ကျော်တီးဆိုခဲ့ကထွန်းလင်းခွင့်ပေးပါအမည်ရှိတဲ့ဒက်ဂိုတော့အေဗန်ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒရိုက်တာအဖြစ်သူ့ရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇက်ကတော့နှင်းစီမိုးတိန်ဖြစ်ပါတယ်ကိုအေးကိုရာဘဝနဲ့ဘဝနီကုန်းကိုပြောမယ်ဆိုလို့ရှိရင်တော့တွေးရမတ်ပပဝင်းခေါ်မတ်မွမွနဲ့အိမ်အောင်ကြခဲ့ပါတယ်ခင်ဗျာသူက2008ခုနှစ်ဇူလိုင်လ17ရက်နေ့ ဗုဒ္ဓဘုရားညနေ9နာရီအချိန်ရန်ကုန်မြို့ရန်ကင်းမြို့နယ်ရှိသူ့ရဲ့နေအိမ်မှာပဲကွယ်လွန်အနိစ္စရောက်ရှိသွားပါတယ်ခမညာကွယ်လွန်ခြင်းအသက်40နှစ်ရှိနေပြီ ဖြစ်ပါတယ်သူ့ကိုတော့ရေဝေးတုတ်တန်မှာ မီးတကြိုခဲ့ပြီးတော့အယိုးပြာတွေကိုတော့ချောင်းဝဘုံကြီးချောင်းမှာလွှမ်းစီတီတည်ထားခဲ့ပါတယ်ခင်ဗျာမင်းသားတို့ရဲ့အမှုပညာခကြီးဟာတူတောင်းလာပြီမလဲမြန်မာရုပ်ရှင်ဂီတာလောကမှာမပြောင်းမပြက်နိုင်တဲ့အမှုပညာလက်ရာတွေကိုထင်ရှားစွာခြံရိပ်ခဲ့ဒီမှာမြဝါထစ်တင်ဖြစ်ပါတယ်ခင်ဗျာကိုသားကြီးနဲ့ပတ်သက်တဲ့မှတ်ရများရှိခဲ့ရင်လည်းကွန်မန့်လေးမှာရေးပေးသွားခဲ့ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများဤတင်ပါတယ်